ဲ့ပါအခုဆိုလို့ရှိရင်ပေါ့နော်ဒီမန္တလေးငလျင်ကြီးကြောင့်မလို့ great 12ကလေးတွေရာပြန်ပြီးတော့ဖြေရမယ်ဆိုတာမျိုးတွေဝန်ကြီးဌာနကနေပြီးတော့ပြောကြားပြီးလဲဖြစ်တယ်ပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းမျိုးမျိုးဖုံဖုံတွေပြောနေကြတာတွေရှိတယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျမအနေနဲ့ပြောချင်တာကတော့အခုလိုပြန်ပြီးတော့စာမွေးတွေပြန်စစ်ရတယ်ဆိုတဲ့ရည်ရွယ်ချက်ကအဓိက၃ခုရှိပါတယ်ပထမတစ်ချက်ကတော့ fairness ဖြစ်ဖို့ပါမျှတမှုဖြစ်ဖို့အတွက်ပေါ့เนาะဒုတိယအချက်ကတော့ dignity လို့ခေါ်တဲ့ဂုဏ်သိက္ခာရှိဖို့အတွက်နဲ့တတိယအချက်ကတော့ academic career ကိုအထောက်အကူပြုဖို့ပဲဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်ဖြစ်တဲ့ fairness ဆိုတဲ့အခါမှာ မိခွန်းထုတ်เสียရှိပါတယ်ပေါ့เนาะဘလို့မျှတမှုကိုဆိုလိုချင်တာလဲဆိုတာမျိုးတွေရှိတယ်ပေါ့เนาะကဲအဲ့ဒါဆိုလို့ရှိရင်ကျမအနေနဲ့ဥမာလေးတစ်ခုပေးမယ်ပေါ့ရန်ကုန်တိုင်းမှာဖြေဆိုခဲ့တဲ့ចောင်းသူចောင်းသားတွေအများကြီးရှိမယ်အဲ့ထဲထဲမှာအရင်ချင်းတယောက်နဲ့တယောက်မတူတာတွေရှိမယ်ဥမာဆိုလို့ရှိရင်ဆောင်မွေးအောင်မှုအတွက်ကိုတိတ်ပြီးတော့အခွင့်အလမ်းမရှိတဲ့သူတွေလည်းရှိတာပေါ့เนาะတကိုကျဲစူးစမ်းအထောက်အပံ့ပုံမှာမူတည်ပြီးတော့အဲ့ဆို तू ကအရှုံးနဲ့မှာပါနေမယ်ဆိုပါတော့အဲ့အဲ့တော့မန္တလေးတိုင်းဒေသကြီးမှာလည်းထုံနီ၎င်းမဲ့ဟိုရန်ကုန်တိုင်းကចောင်းသားလို့ပဲအရေးချ ချင်းရှိတဲ့လူတယောက်ရှိချင်းရှိလာမယ်။အဲသူကြတဲ့ခါကျတော့အကုန်လုံးကိုအအောင်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့အဲဒါဆိုရင်ရန်ကုန်တိုင်းရသူတွေအတွက်ကမပြောလာမလဲ။မန္တလေးကသူတွေကကျတော့သူတို့ကကျတော့အအောင်ပေးတဲ့ရန်ကုန်တိုင်းရသူတွေကကျတော့အအောင်ပေးဘူးလားဆိုတာမျိုးတွေဖြစ်လာမယ်။ဒါဆိုလို့ရှိရင်မျှတမှုမရှိတာလေဖြစ်လာနိုင်တယ်ပေါ့နော်။နောက်တစ်ခုကမြန်မာတိုင်းနိုင်ငံလုံးမှာစူးစမ်းအထောက်ပြီးတော့မှ first to ဟို10နဲ့မှာဝင်ကျင်တဲ့သူတွေလည်းရှိတယ်။ဟိုတကယ်ကိုပေါ့နော်အရန်ကိုမျောလင်းချက်ကြီးတဲ့သူတွေအတွက်လည်းရှိတယ်။ဒါဆိုလို့ရှိရင်တို့အတွက်ကဒီတိုင်းပဲယူအောင်မယ်ဆိုလို့ရှိရင်တော့ပြန်မပြေတော့ဘူးဆိုလို့ရှိရင်တော့အဆင်ပြေပါမလားပေါ့နော်။ဒါအားကြောင့်မလို့တရားမြတ်မှုရှိဖို့အတွက်ဒါဆရာမတို့ပညာရေးဝန်ကြီးဌာနကနေပြီးတော့ပြန်ပြေဖို့ဆိုတာမျိုးဒါဆုံးဖြတ်ခဲ့တာလည်းဖြစ်တယ်။နောက်ဒုတိယအချက်ဖြစ်တဲ့ dignity လို့ဆရာမပြောပါတယ်။ တော့ dignity ဆိုတာကတော့ဂုဏ်သိက္ခာရှိဖို့ပေါ့နော်အအကယ်၍ပေါ့ဒီလိုကိစ္စတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဟာအောင်ပေးလိုက်မယ်ဆိုတဲ့စွန်ကြီးလောင်းတာမျိုးဆိုလို့ရှိရင်အတချို့ကပြောကြမှာပေါ့နော်အာမင်းတို့ကစွန်ကြီးလောင်းနေခင်မှာအောင်ခဲ့တာပဲကွာဆိုအဲ့လိုမျိုးပြောခံကြမလားပေါ့နော်အဘာပဲပြောပြောចောင်းသားចောင်းသူတွေအားလုံးဟာကိုယ့်ရဲ့မမှန်တာလေးတွေတော့ရှိကြတာပေါ့ကိုယ့်ရဲ့စူးစမ်းအထုံးမှုကိုတော့ပြကျင်ကြတာပဲဆိုတဲ့အတွက်ကြောင့်မလို့ဟိုတုန်းကဆိုလို့ရှိရင်လဲဆရာမတို့ရဲ့မိဘတွေလက်ထက်မှာဆိုလို့ရှိရင်ဒါကိစ္စလေးတစ်ခုရှိခဲ့သွားတဲ့ inheritance အဖြစ်ပြက်ပေါ့နော်အဲ့တော့ဟာဒါမင်းတို့က inheritance နဲ့အောင်ခဲ့တာပဲအထင်မကြီးပါဘူးဆိုတာမျိုးအဲအခုလိုလဲငလျင်တန်ကြီးကြောင့်မလို့ဒါမင်းတို့ကအကုန်လုံးအောင်ပေးလိုက်တာပဲဆိုလို့ရှင်ဒါကိုယ့်ရဲ့ဂုဏ်သိက္ခာအာမရှိဘူးပေါ့နော်ဒါကြောင့်မလို့ဂုဏ်သိက္ခာရှိဖို့အတွက် dignity ရှိဖို့အတွက်လဲဆရာမတို့ကဒါဆောင်ဝယ်ဝင်ကျင်ပါတာဖြစ်တယ်နောက်တစ်ခုကအရေးကြီးဆုံးကတော့ academic career ပေါ့အဲ့တော့ academic career က ဘာကြောင့်အရေးကြီးတယ်လဲအထောက်အကူပြုတယ်လဲဆိုတာ grade 12ဆိုတာက grade 10နဲ့ grade 11တို့နဲ့မတူပါဘူးနော် grade 12ဆိုတာကတော့တကယ့်ကိုတက္ကသိုလ်ရဲ့အာဒီဝင်ခွင့်အတွက်အဲတက္ကသိုလ်ဟိုမှာ solution လဲတက်မွေးပညာတက္ကသိုလ်တွေကအများကြီးရှိတာ哦အဲ့ဒီတက္ကသိုလ် ရေကိုဝင်ဖို့အတွက်ဒါဟာအောင်လက်မှတ်ကလေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကလည်းဒီပြည်ရင်းတက္ကသိုလ်တင်တာမကအောင်ပေါ့နော်နိုင်ငံတကာတက္ကသိုလ်တွေကိုရှောက်မယ်ဆိုလို့ရှင်လေ grade 12က GCO level နဲ့တူတာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတကာရဲ့ဝင်ခွင့်တွေကိုရှောက်တဲ့အခါမှာလေကိုယ့်ရဲ့ performance တွေကိုပြဖို့လိုတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်ဒါဟာဒီဟာဆိုလို့ရှင်ကိုယ့်ရဲ့ academic record တွေဖြစ်တယ်နောက်တစ်ခုကလည်းဘာလဲဆိုရင် student portfolio လို့လည်းဆိုလို့ရတယ် student portfolio ဆိုတာဘာလဲဆိုလို့ရှင်ကျောင်းသားကျောင်းသူတွေရဲ့မော်ကွန်တိုက်တစ်ခုလိုပဲအဒီငူလဲထက်ကနေ ပြီးတော့တက်လာတဲ့ចောင်းသားတွေကသူတို့ရဲ့ performance တွေစ조사အထောက်မှုတွေအားလုံးကိုစူးစီးလာတဲ့အခါမှာဒီ great draft မှာလည်းဒါစူဘူးလေးတနည်းအားဖြင့်တဝက်ပြည့်လာတဲ့သဘောပေါ့နော်အဲ့ဒီရဲ့ပေါင်ကူးဖြစ်တက်ကတူကိုတက်မဲ့အခါမှာ great draft ကအင်မတန်မှအရေးကြီးပါတယ်ကဲအားလုံးကိုစမွတ်မဖြစ်ခိုင်းတော့ဘူးဟေ့ဆိုလို့ရှင်သူတို့ရဲ့ grading ကိုဘလို့တတ်မှတ်မလဲဒီအောင်တဲ့ရဲ့ validity ဘလောက်ထိဟုတ်လား validity ဖြစ်တယ်လဲနောက်တစ်ခုကလည်းပါလဲဆိုလို့ရှင် recognition ပေါ့အတိအမှတ်ပြုရဲ့ကိစ္စတွေပေါ့နော်အဲ့လိုအတိအမှတ်ပြုဖို့ကိစ္စတွေ ဒါတွေအချက်သုံးချက်လည်းရှိတဲ့အတွက်ကြောင့်မလို့ဒီစောင့်မွဲကိုပြန်ပြီးတော့ကျင်းပရတာဖြစ်ပါတယ်ကျောင်းနိုင်ငံမှာလည်းဒီသဘောကိုဖေးရနေကြုံရတာလည်းခံလို့ဆောင်းလည်းနေစာရှိတယ်မပြန်ဖေးရတဲ့ဖြစ်စဉ်မျိုးရှိပါဘူးဟုတ်ကဲ့ပါဒီမှာလဲဒီတော့တွင်ထဲမှာလေ့လာကြည့်လိုက်တယ်ပေါ့နော်အဲအဲ့တော့ဟိုဥပမာလေးနှစ်ခုပေးပါမယ်ပထမဥပမာကတော့အိန္ဒိယနိုင်ငံအာတန်ပြည်နယ်မှာပေါ့နော်အာဂျူဟတ်ကျောင်းလေးမိလောင်မှုဖြစ်စဉ်လေးရှိခဲ့တယ်အဲ့ဒါကတော့ဒီအိန္ဒိယအိန္ဒိယတူဒီရဲ့အာဟို ဟို website ထဲမှာလည်းကျွန်မကြည့်လိုက်တယ်အိန္ဒိယတူတူရဲ့သတင်းဖြစ်စဉ်ထဲမှာလည်းကျွန်မကြည့်လိုက်တော့2016ခုနှစ်မှာအဲ့ဒီမှာအဲ့ အာဗန်ပြည်နယ်ကဂျိုဟတ်ကျောင်းလေးမှာပေါ့နော်မိလောင်မှုဖြစ်ပွားတာရှိခဲ့တယ်အဲ့ဒီမိလောင်မှုဖြစ်ပွားတဲ့ဖြစ်စဉ်ကြောင့်မလို့ကျောင်းသားတွေပြန်ပြီးတော့ဖြေခဲ့ရတာတွေရှိတယ်နောက်တစ်ခုကတော့ဂျပန်နိုင်ငံပေါ့နော်ဂျပန်နိုင်ငံဆိုလို့ရှိရင်အားလုံးကသိပါတယ် earthquake နဲ့ tsunami နဲ့ဆိုလို့ရှိရင်ဒါအများရန်တွဲနေတာပေါ့နော်အဲ့တော့2017ခုနှစ်ကလည်းဒီလိုမျိုးဖြစ်စဉ်ဖြစ်ခဲ့တယ်လောလောလတ်လတ်2014ပေါ့နော်14မှာဆိုလို့ရှိရင်သူတို့နိုင်ငံမှာဒီတက္ကသိုလ်ဝင်ခွင့်ဆောင်မွေးတွေကိုပြန်ပြီးတော့ကျင်းပတော့မဲ့အချိန်တွေမှာပြန်ပြီးတော့ postpone လုပ်ရတာတွေလည်းရှိတယ်ဆိုတော့တနိုင်ငံနဲ့တနိုင်ငံကတော့ မတူကြဘူးပေါ့เนาะအဲ့တော့ဘလို့ပဲဖြစ်နေပါစေသက်ဆိုင်ရာနိုင်ငံအတီးတီးရဲ့ တာဝန်ရှိတဲ့သူတွေအားလုံးနိုင်ငံတော်အစိုးရเนาะငါးခါပညာရေးဝန်ကြီးဌာနကအကြောင်းသားအကြောင်းသူတွေဒီဟိုဖြည့်ဆို့နိုင်အောင်เนาะအကောင်းဆုံးဖြည့်အောင်စီစဉ်ကိုအစီအစဉ်နဲ့ကိုဆောင်ရွက်ကြတာအကြီးပဲဖြစ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဆီယမားတို့ရဲ့ဒီမြန်မာနိုင်ငံမှာဒီဖြစ်တာတဲ့ငလျင်တန်းကြောင့်ဖြစ်လာတဲ့အဲဒီကလေးတွေပြန်ဖြည့်ရမယ်ဆိုတဲ့အခါမှာပညာရေးဝန်ကြီးဌာနရောနိုင်ငံတော်ကနေရောကလေးတွေအတွက်အဆစအရာရာပံ့ပိုးကူညီပေးမှာဖြစ်တယ်ဆိုတာကိုဆီယမားတို့ပြောရပါတယ်အဲကလေးတွေအားလုံးကိုပေါ့ဒီနေရာနေပြီးတော့ စာပွဲကို ဖြည်းဖြည်းအောင်ဖြည်းပါဆိုတာကို တိုက်တွန်းချင်ပါတယ်။เนาะဒီငလျင်တန်ကြီးဟာဆိုလို့ရှိရင်ဘလို့မှမမျောလင့်နဲ့ဆီယမာတို့ရဲ့နိုင်ငံရဲ့စိန်ခေါ်မှုကြီးတစ်ခုပေါ့နော်။ဒါပေမဲ့လို့ကလေးတွေအားလုံးကိုဆီယမာပြောချင်တာကစိန်ခေါ်မှုမှဒီအခွင့်အလမ်းတစ်ခုကိုရအောင်ဆီယမာတို့သွားလို့ရပါတယ်။ဘလို့အခွင့်အလမ်းမျိုးလဲဆိုလို့ရှိရင်နံပါတ်1ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာကိုအားလုံးကိုပြသနိုင်တဲ့အခွင့်အလမ်း တစ်ခုရှိတယ်။နောက်နံပါတ်2ကကိုယ့်ရဲ့စ조사အထောက်မှုကိုအားလုံးကိုတတ်သိပြနိုင်တာရှိတယ်။နောက်တတိယအချက်ကတော့မိမိရဲ့အနာဂတ်အိမ်မက်ကိုသူများထက်နှစ်ဆ조사နိုင်တယ်ဆိုတာကိုမြန်မာသားလည်းမကဘူးကဘာကိုသာပြသနိုင်တဲ့ចောင်းသူចောင်းသားတွေဖြစ်ကြမယ်လို့ဆရာမအနေနဲ့ယုံကြည်ပါတယ်။ဒါကြောင့်မလို့ចောင်းသားအောင်သူအားလုံးကိုပြန်ဖြေဖို့အတွက်တိုက်တွန်းပါတယ်။အားလုံးចောင်းသားចောင်းသူများ fighting ပါရှင်။ နိုင်ငံတော်ကနေပြီးတော့ဒီចောင်းသူចောင်းသားတွေပြန်နေဖြစ်ရေဆိုဖို့အတွက်လုံလောက်တဲ့အချိန်သမှတ်ပေးပြီးတော့ပြန်နေဖြစ်ဆိုမှာပဲဖြစ်ပါတယ်ပြီးတော့လည်းပဲဒီចောင်းသူចောင်းသားတွေပြန်နေဖြစ်ဆိုဖို့အတွက်ကိုကမ့်တွေတွင်ပြီးတော့လေ့ကျင့်သင်ကြားပေးစခန်းတွေမှာ revision class တွေဖွင့်လှစ်ပြီးတော့သင်ကြားပို့ချမှာပဲဖြစ်ပါတယ် revision class ဆိုတာကတော့ဆရာမတို့ဒီចောင်းတက်စဉ်အချိန်ကာလမှာအရေးကြီးတဲ့ သင်ငန်းစာတွေကို တက္ကသိုလ်ပါမခတွေကိုယ်တိုင်ငှနေပြီးတော့ short to the point သင်ကြားပို့ချပေးပြီးတော့ဒီကျောင်းမှာရှိတဲ့ဆရာဆရာမတွေကကျောင်းသူကျောင်းသားတွေအတွက်ကိုလေ့ကျင့်လမ်းညွှန်ပြီးတော့သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကျောင်းသူကျောင်းသားတွေဟာဒီ revision class တွေမှာတက်ရောက်ပြီးတော့ပြန်လည်ဖြေကျရင်တော့ဒီတက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုနိုင်မှာလို့ဆရာမယုံကြည်ပါတယ်။ လေ့ကျင့်သင်ကြားရေးစခန်းတွေမှာကျောင်းသူကျောင်းသားတွေကိုသူတို့ရဲ့စာဝင့်နေရေးနေထိုင်စားတောက်ရေးတောက်ရေးသုံးရေးချိုးရေးကအစကျန်းမာရေးစောင့်ရှောက်မှုတွေလုံခြုံရေးစောင့်ရှောက်မှုတွေကိုပါပေးပြီးတော့သူတို့ကိုနေထိုင်စေမှာပဲဖြစ်ပါတယ်။သင်ကန်းစာတွေကိုအခက်အခဲမရှိဖြေဆိုနိုင်ဖို့အတွက်လည်းပဲတက္ကသိုလ်အသီးသီးကပမောက္ခတွေကနေပြီးတော့အနီးကပ်သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။အဲ့ဒီတက္ကသိုလ်တွေကဆရာဆရာမတွေပမောက္ခတွေအတွက်လည်းပဲ ကျမတို့ကနေပြီးတော့သူတို့ရဲ့စားရေးတောင်ရေးတွေကိုပါ စီစဉ်ပေးထားမှာပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းမျိုးမျိုးကြောင့်လာပြီးတော့သင်ကြားမှုမပြုတ်နိုင်တဲ့ကလေးတွေအတွက်ဆိုရင်လည်းပဲဆီယမတို့က online class တွေကို ဖွင့်လှစ်ပေးမှာပဲဖြစ်ပါတယ်။ဥပမာအဖြစ်ပေါ့နော်။အိုးဆေးရုံတက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေအတွက်ကိုဆရာမတို့ကဒီ online class တွေကို အခကျင်းဝင်မယူဘဲနဲ့သင်တန်းတက်ရောက်စီမှာပဲဖြစ်ပါတယ်။ဒါအပြင်ကို education channel ကနေပြီးတော့သင်ကန်းစာတွေကိုအမြဲမပြတ်ထုတ်လွှင့်ပေးမှလည်းပဲဖြစ်ပြီးတော့ public ចောင်းတွေရဲ့ YouTube channel, Telegram တွေရဲ့ပညာဌာနသင်တန်းတွေကလည်းပဲသင်ကန်းစာတွေကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အင်းကျမတို့ဒီပညာရေးဝန်ကြီးဌာနတွေအနေအနေနဲ့ကျောင်းသားတွေလိုအပ်တဲ့ textbook တွေဗလာစာအုပ်ခဲတံဘောပန်ခဲပြက်စတဲ့သင်ထောက်ကူပစ္စည်းတွေကိုလည်းပဲအကုန်အားလုံးကူညီပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ်လိုအပ်လို့ရှိရင်ပေါ့နော်ဒီသင်ကြားရေးမှာလိုအပ်တဲ့စာရွက်စာတမ်းတွေပေါ့ handouts တွေကအစလိုအပ်သလိုပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ်အားလုံး ဒီပညာရေးဝန်ကြီးဌာနအနေနဲ့စေတနာမေတ္တာထားပြီးတော့တက္ကသိုလ်ဝန်ထမ်းဆံပွဲကိုဖြည့်ဆို့ရမယ်ចောင်းသားចောင်းသူတွေအတွက်ကိုကုညီပံ့ပိုးဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆ iam အနေနဲ့နောက်တစ်ခုဘာပြောချင်လဲဆိုတော့ဒီတက္ကသိုလ်ဝန်ဆံပွဲပြန်လည်ဖြည့်ဆို့ဖို့အတွက်လည်းပဲចောင်းသားចောင်းသူတွေအားလုံးပြန်ပြီးတော့ဖြည့်ဆို့ကြပါလို့တိုက်တွန်းချင်ပါတယ်။ဟုတ်ပါပြန်လည်ဖြည့်ဆို့အဲ့ဒီကလည်းလေးရပါစေ။ဟုတ်ပြီနော်။ဟိုဘော်ဒီတက္ကသိုလ်ဝင်ဆောင်မွေးက ဟိုဆရာတို့နေနေကရမတ်နဲ့သူ့ရဲ့တက္ကသိုလ်ကဝင်ဝင်စီစီရွေးချယ်တာပေါ့နော်အဲ့တော့ရမတ်ဒီပေါ်မူတည်ပြီးရွေးချယ်တဲ့တောင်ဒီဆံဘွဲကတိကျမှန်ကန်မှုပြီးတော့တရားမျှတမှုရှိဖို့အရေးကြီးပါတယ်အဲ့လိုအရေးကြီးတဲ့အချိန်မှဒီအမတ်တမတ်တမတ်ရဲ့တန်ဖိုးကလည်းအင်တန်အရေးကြီးတာပေါ့နော်အဲ့ဒါပြင်ဖို့ဒီမြန်မာနိုင်ငံကဒီတက္ကသိုလ်ဝင်ဆောင်ွဲအောင်လက်မှတ်နဲ့အမတ်စင်းနေနိုင်ငံတကာတက္ကသိုလ်နိုင်ငံတကာအလုပ်တွေ ဝင်ဝေးနိုင်ငံသားတက္ကသိုလ်တွေဝင်ဝေးလျှောက်တဲ့နေရာမှာနိုင်ငံသားအလုပ်တွေမှာဝင်ရောက်တဲ့အချိန်မှာဒါတွေကအရေးကြီးတဲ့အတိမတ်ပြုအထောက်အထားတွေဖြစ်ပါတယ်။အဲဒါအဲ့ဒီအရာရဲ့အရေးသေးရလဲဒါတွေကလည်းအရေးသေးရှိဖို့လိုအပ်ပါတယ်။အဲ့ဒီကအဲ့ဒီအရာတွေအရေးသေးရှိတဲ့ဟာကိုနိုင်ငံတကာတက္ကသိုလ်တွေကအတိမတ်ပြုပြီးတော့အခုမြန်မာနိုင်ငံကျောင်းသားတွေလည်းနိုင်ငံတကာမှာတက်ရောက်နေတာရှိပါတယ်။ရှိတော့ဒီအရာတွေတိကျမှန်ကန်မှုအရေးသေးရှိမှုကိုတာဝန်ယူရတဲ့မြန်မာနိုင်ငံစာစီဥတီဌာနအနေနဲ့တနနိုင်ငံလုံးတိုင်းဒါနဲ့ကျင်းပါရတဲ့ เนาะနိုင်ငံတော်ဆင့်ဆောင်မှုတွေကိုတရားမျှတပြီးတော့စနစ်နီးစနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့1980တိကမြန်မာနိုင်ငံစာစီအဖွဲ့ကိုစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံစာစီဦးစီးဌာနရဲ့အဓိကတာဝန်ကတော့ထိုင်နိုင်ငံလုံးတိုင်းတာနဲ့ချင်းပါတဲ့စောင့်မွေးတွေကိုတရားမျှတပြီးတော့စီးစနစ်ကြသောအောင်မြင်စွာကျင်းပနိုင်မှုတဲ့တာဝန်ယူဆောင်ရွက်နေရဖြစ်ပါတယ် ဖြည့်ဆို့သူဦးရေ6300ညောင်ရရှိပါတယ်စာစစ်ဌာန200နီးပါးရှိပါတယ်ခင်ဗျာအတူတူထုတ်ပြန်သွားပါပါအရခင်မတ်လကဖြည့်တဲ့ကလေးတွေကိုအခုနောက်ထပ်ပြီးတော့ပြန်လေးဖြည့်ဆို့တဲ့ကလေးတွေကိုအောင်စင်းကိုတပြိုင်နဲ့တစ်ချိန်နဲ့ကြီးညာဖို့စီစဉ်ထားပါတယ်မြန်မာနိုင်ငံရဲ့စာစစ်ဦးစီးဌာနမှာကျွန်တော်တို့ဖြစ်ရှင်တစ်ခုရှိပါတယ်အဲ့ဒါကမြန်မာနိုင်ငံမှာ တရားမျှတပြီးတိကျမှန်ကန်စွာနဲ့မြန်မာနိုင်ငံရှိမှရှိတဲ့ចောင်းသားចောင်းသူတွေရဲ့အရေးတွေကိုကျွန်တော်စစ်ဆေးကဲ့ဖြတ်ပြီးပညာရေးကိုမြင့်တင်တန်းဆိုတဲ့ရည်မှန်းချက်ရှိပါတယ်။အဲဒီရည်မှန်းချက်ရဆောင်ရည်နေတဲ့ဒီတက္ကသိုလ်ဝင်ဆောင်ပွဲရဲ့ပြောမယ်ဆိုရင်နော်သူ့ရဲ့အရေးတွေသူ့ရဲ့အတိမတ်အာမခံပြုမှု အတိအကျခိုင်မာမှုရှိအောင်ဆောင်ရွက်လျက်ရှိပါတယ်။